အာရခတတ်တော်ဤအနာဂတ်ရည်သက်အင်အားသက်16နှစ်မြောက်အာရခတတ်တော်နေ့အထိမ်းအမှတ်ဆောင်းပါဒီတင်ပြချက်ဟာဆိုရင်ဆရာမင်းသိရည်တဲ့အာရခတတ်တော်ဤအနာဂတ်ရည်သက်အင်အားသက်ဆိုတဲ့သတင်းဆောင်းပါးကိုပြန်လည်တင်ပြထားတာဖြစ်ပါတယ်ဆရာမင်းသိကတော့16နှစ်မြောက်အာရခတတ်တော်နေ့အထိမ်းအမှတ်အဖြစ်ဒီဆောင်းပါးကိုရေးသားတယ်လို့ဖော်ပြထားပါတယ် အာရခဒေတာဟာမြန်မာနိုင်ငံရဲ့အနောက်ဖက်ဧရိယာအနာသက်ဒေတာကြီးတစ်ခုဖြစ်ပါတယ်။အာရခဒေတာရဲ့ထူးခြားချက်ကကံယူဒန်ဒေတာကြီးတစ်ခုဖြစ်နေတာဟာထင်ရှားတဲ့ဝိဒေတာဖြစ်ပါတယ်။အာရခဒေတာရဲ့ပထဝီနိုင်ငံရေးတန်ဖိုးဟာဘာဖြစ်ပါသလဲ။ပထဝီနိုင်ငံရေး theory တွေတဲကထင်ရှားတဲ့ theory တခုနဲ့ချိတ်ဆက်ကြည့်ကြရအောင်ပါ။ ပထဝီနိုင်ငံရေးသဘောတရားတွေထဲမှာယခုထက်တိအသုံးဝင်နေစေခင်မီနေစေ theory တခုရှိပါတယ်။အဲ့ဒါကတော့တချိန်က အမေရိကန်ရေတပ်ဗိုလ်ချုပ်တယောက်ဖော်ထုတ်ခဲ့တဲ့ sea power theory ပဲဖြစ်ပါတယ်။အာရခဒေတာရဲ့ပထဝီနိုင်ငံရေးအားတာချက်တွေကို Air Freda Mahan ရဲ့ Theory of Sea Power နဲ့ချိတ်ဆက်စဉ်းစားကြည့်ကြရအောင်ပါ။အရင်ဆုံး Air Freda Mahan ရဲ့အကြောင်းကိုအနည်းငယ်မိတ်ဆက်ပေးခြင်းပါတယ်။ ထဝီနိုင်ငံရေးမဟာဗျူဟာသမားမာဟန်ပထဝီနိုင်ငံရေးဘာသာရပ်မှာတော့မာဟန်ရဲ့သဘောတရားတွေဟာအင်မတန်ဩဇာကြီးပါတယ်အထူးသဖြင့်အမေရိကန်ရည်တဲ့ရဲ့မူဝါဒအဖြစ်လက်ရှိအချိန်အထိမာဟန်ရဲ့သဘောတရားတွေကလွှမ်းမိုးခင်မင်နေစေဖြစ်တယ်လို့ပြောနိုင်ပါတယ်အမေရိကန်ရည်တဲ့ဗိုလ်ချုပ်မာဟန်ကိုထိတ်သီးမဟာဗျူဟာသမားတယောက်အနေနဲ့ရှုမြင်ကြပါတယ်19ရာစုအတွင်းမှာထင်ရှားတဲ့ပထဝီနိုင်ငံရေးမဟာဗျူဟာတင်ငါရှင်အဖြစ်အတိအမှတ်ပြုလေးစားကြပါတယ် အထူးသဖြင့်မာဟန်ရဲ့ပင်လယ်ရေကြောင်းအင်အားကြီးနိုင်ငံတစ်ခုတိဆောက်ရေးအမြင်တွေဟာထင်ရှားပါတယ်။ဆက်လက်ပြီးတော့မာဟန်ရဲ့စာအုပ်တွေအကြောင်းကို အနည်းငယ်လေ့လာကြည့်ကြအောင်ပါ။အမေရိကန်နိုင်ငံကိုပင်လယ်ရေကြောင်းအင်အားကြီးနိုင်ငံအဖြစ်တွန်းတင်တည်ဆောက်တဲ့နေရာမှာမာဟန်ရဲ့အတွေးခေါ်တွေကဩဇာကြီးတယ်လို့ပြောနိုင်ပါတယ်။ မဟန်ဟာစာအုပ်ပေါင်းများစွာကိုရေးသားပြုစုခဲ့ပါတယ်။အဲ့ဒီအထက်အမှာ1690လောက်ကပုံနှိပ်ထုတ်ဝေခဲ့တဲ့ The Influence of Sea Power Upon History 1660-1983စာအုပ်နဲ့ 1892ခုနှစ်လမှာရေးသားထုတ်ဝေခဲ့တဲ့ The Influence of the Sea Power Upon the French Revolution and Emperor 1893-1892ခုနှစ်စာအုပ်တွေဟာထင်ရှားပါတယ်။ဒါ့အပြင်မဟန်က1898ခုနှစ်မှာ The Interest of America in Sea Power Present and Future စာအုပ်ကိုလည်းရေးသားခဲ့ပါသေးတယ်။1883ခုနှစ်မှာ The Gulf and Inland Waters အုပ်ကိုလည်းရေးသားခဲ့ပါတယ်။ မဟန်ရေးသားပြုစုခဲ့တဲ့စာအုပ်အများပြားကိုကြည့်ရင်ပင်လယ်ရေကြောင်းစစ်စင်ရေးနဲ့စစ်ပွဲအတွင်းကရေတပ်တွေရဲ့အင်အားတွေကိုနှိုင်းရှင်သုံးသပ်ရေးသားထားတဲ့စာအုပ်တွေကအများစုဖြစ်တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။အမေရိကန်ထက်ရေတပ်အင်အားမှာရှေ့စောရောက်ခဲ့တဲ့ဗြိတိရှ်နဲ့ပြင်သစ်တို့ရဲ့ရေတပ်အင်အားတွေကိုအထူးလေ့လာစူးစမ်းပြီးတော့အမေရိကန်နိုင်ငံကိုလည်းရေတပ်အင်အားမှာအထူးအာရုံစိုက်တိဆောက်ဖို့မဟန်ကဆော်ဩခဲ့တာပါ။ အမေရိကန်တွေကမာဟဲရဲ့သဘောတရားတွေကိုကြင်ညက်စွာနားလည်ပြီးတော့ရေတပ်အင်အားကို အထူးအလေးထားတိဆောက်ခဲ့လို့ကဘာကြီးကိုလွှမ်းမိုးချုပ်ကင်နိုင်တာဖြစ်ကြောင်းလက်တွေ့စစ်ရေးအခြေအနေတွေကသက်သေပြနေပါတယ်။မာဟန်ကအနာဂတ်မှာဘလို့နိုင်ငံမျိုးဟာကဘာအင်အားကြီးနိုင်ငံနေရာမျိုးကို ရောက်လာနိုင်မှာဖြစ်ကြောင်းကိုတိုတင်မှန်းဆနိုင်ခဲ့ပါတယ်။မဟန်နဲ့ခစ်ပြိုင်ပထဝီနိုင်ငံရေးပညာရှင်တွေထဲမှာဆာယက်ဖိုမဲဂိုင်ဒါနဲ့စပိုက်မဲလ်တို့ရဲ့ပထဝီနိုင်ငံရေးသဘောတရားတွေကလည်းဩဇာကြီးမားခဲ့ပါတယ်။ မကိုင်းရရဲ့နှလုံးသားနေမည်သဘောတရားဟာခက်ထခဲ့ပေမဲ့နောက်ပိုင်းမှာတိမ်ကောသွားခဲ့ပါတယ်။စပိုက်မဲရဲ့အစွန်အပြားနေမည်သဘောတရားကတော့နှလုံးသားနေမည်သဘောတရားလို့မတိမ်ကောခဲ့ပါဘူး။ခင်မီရဲ့သဘောတရားအဖြစ်ရှိနေခဲ့ပါတယ်။ဒါပေမဲ့ပင်လယ်ရေကြောင်းအင်အားနဲ့ပတ်သက်ရင်တော့မာဟန်ရဲ့သဘောတရားအမြင်တွေကိုလက်ရှိ20ရာစုအထိဘလို့မှပယ်ရှားလို့မရနိုင်သေးတာကိုတွေ့ရပါတယ်။ဆက်ပြီးတော့မာဟန်ရဲ့အကြံပြုချက်တွေကိုလေ့လာကြည့်ကြရအောင်ပါ။ မဟန်ကသူ့ရဲ့စာအုပ်တွေမှာပင်လယ်ရေကြောင်းအင်အားကြီးနိုင်ငံတစ်ခုဖြစ်လာဖို့အတွက်အခြေခံအကြံပြုချက်6ချက်ကိုတင်ပြခဲ့ပါတယ်။အဲ့ဒီအကြံပြုချက်6ချက်ကတော့နံပါတ်1ရေတဲ့အင်အားကြီးနိုင်ငံတစ်ခုတည်ဆောက်ဖို့လုံလောက်သစ်တော်တဲ့ပထဝီအနေအထားရှိရမယ်။ဒါကို geographical position လို့ခေါ်ပါတယ်။နံပါတ်2ကတော့ကုသန်းဆိုင်ကရန်ကောင်းမွန်တဲ့ကံရိုးတဲ့တင့်တော်တဲ့ရာသီဥတုနဲ့လုံလောက်တဲ့သဘာဝရင်းမြစ်ရှိရမယ်။ ဒါကိုတော့ physical confirmation လို့ခေါ်ပါတယ်။နံပါတ်3ကတော့ကံရိုးတဲ့အရှိမိုင်ရှေ့လျရမယ်။ဒါကိုတော့ extent of territory လို့ခေါ်ပါတယ်။နံပါတ်4ကတော့ရေချောင်းအင်အားနဲ့ကုန်သွယ်ရေးအတွက်လုံလောက်တဲ့လူဦးရေရှိရမယ်။ဒါကတော့ population ပေါ့။နံပါတ်5အနေနဲ့ကတော့ပင်လယ်ရေချောင်းသွားလာရေးအတက်ကို တိမ်းညွတ်တဲ့ဗီဇာစရိုက်ရှိရမယ်။ဒါကတော့ National Character လို့နားလည်နိုင်ပါတယ်။ နံပါတ်6ကတော့အစိုးရလုပ်သူက ပင်လယ်ပြင်ကိုလွှမ်းမိုးဖို့မူဝါဒရေးရာမှာတိန့်ညွန့်တဲ့ဆန္ဒပြင်ပြရမယ်။ဒါကတော့ government policy ဖြစ်ပါတယ်။မာဟန်ကပင်လယ်ရေကြောင်းအင်အားကြီးနိုင်ငံတစ်ခုဖြစ်ဖို့အခြေခံရှိရမယ့်အချက်တွေကို တင်ပြခဲ့တာပါ။ အခုတင်ပြမယ့်အကြောင်းအရာတွေထဲမှာမာဟန်ရဲ့ theory သဘောတရားတွေကိုအခြေခံပြီးအာရခဒေတာရဲ့ပထဝီနိုင်ငံရေးတန်မိုးတွေကိုရေဘူးရလေ့လာချင်းတွက်တင်ပြကြင်တာဖြစ်ပါတယ်ဒီတင်ပြချက်မှာအာရခဒေတာရဲ့ပထဝီနိုင်ငံရဲ့အနေအထားမှာအားသာချက်တွေကိုထုတ်ဖော်ရင်းနောင်လာမယ့်အနာဂတ်နှစ်ပေါင်း90တရာလောက်အထိကြော်ကြည့်မျှော်ကြည့်နိုင်ဖို့အတွက်အတွေးအဆများရလိုတဲ့ဆန္ဒဖြစ်ပါတယ်။မိကုန်းအချို့နဲ့စတင်ကြပါမယ်။ အာရခဒေတာအတွက်မိကုန်များနောင်လမဲ2050ခုနှစ်မှာအာရခဒေတာရဲ့အခြေအနေကို အကြမ်းမြင့်မှန်းဆကြည့်စမ်းပါဘလို့အခြေအနေဖြစ်နေမှာပါလဲရခိုင်တို့ရဲ့အာရကန်အိမ်မက်ဟာဘလောက်အထိတန့်ဝင်လှုပ်ရှားနေမှာပါလဲလက်ရှိအနေအထားတိုင်းဗမာတို့လက်အောက်ခံဖြစ်နေသေးလားသို့မဟုတ်ဗမာထီရိတ်အောက်ကထီးပြိုင်နန်းပြိုင်အခြေအနေလားဒါမှမဟုတ်လွတ်လပ်သော အဖရခိုင်အမျိုးသားနိုင်ငံတော်တစ်လား အာရခဒေတာရဲ့ပထဝီနိုင်ငံရေးတံမိုးတွေကဘာတွေပါလဲရခိုင်မု슬လင်တို့လွှမ်းမိုးသွားသောအာရခဒေတာလားရခိုင်အမျိုးသားဗုဒ္ဓဘာသာတို့တီးခြားထူထောင်တဲ့နိုင်ငံတော်သစ်လားလူမျိုးစုံပါဝင်တဲ့အာရခဒေတာတခုလားအာရခဒေတာကိုဘသူတို့ကြီးစိုးလွှမ်းမိုးထားမလဲအာရခဒေတာရဲ့လူမှုစည်းဝါးအခြေအနေကဘလို့ဖြစ်မလဲအာရခဒေတာရဲ့ပထဝီနိုင်ငံရေးအရေးပါမှုကဘလို့ဖြစ်နေမလဲ အာရခဒေတာရဲ့မြေပြင်ကိုဘသူတွေကကြီးဆိုးပြီးတော့အာရခဒေတာရဲ့ဝေဟင်ကိုဘသူတွေကပိုင်ဆိုးနေမှာလဲရခိုင်ကဲရိုးနဲ့တခြားနယ်ထိဆက်နေတဲ့ဘင်္ဂလားပင်လယ်အော်နဲ့အိန္ဒိယသမုတ်တရာမျက်နှာပြင်ရေပြင်ကိုကြီးဆိုးလွှမ်းမိုးသူတွေကဘသူတွေဖြစ်နေမလဲရခိုင်တို့ဟာရေပြင်ဩဇာကိုဘသူလက်ထဲအနှံထားမှာလဲတရုတ်လားအိန္ဒိယလားအမေရိကန်လားဗမာရေတဲ့လက်ထဲလား ို့ဒီမဟုတ်ရခိုင်တို့ကိုယ်တိုင်တိဆောင်မဲ့ရေတက်ထိရိပ်အောင်မလားရခိုင်တို့မှာတဘာဝရင်းမြင့်ဘလောက်ရှိတယ်လဲရခိုင်တို့ရဲ့လူဦးရေကဘလောက်အထိတိုးပွားလာမှာလဲအရှိတောင်အာရှတောင်အာရှနဲ့အရှိအာရှတို့ရဲ့စုံချက်ဖြစ်တဲ့အာရခဒေတာဟာ2050ခုနှစ်မှာဘလို့အခြေအနေမျိုးဖြစ်နေမလဲဒါဟာကျွန်တော်ခေါင်းလေးကိုဒရဇက်ဝင်လာတဲ့မိခွန်းတွေပဲဖြစ်ပါတယ်လို့ဆရာမင်းတေးကရေးသားထားပါတယ် လာမယ့်ခရစ်နှစ်2100ပြည့်နှစ်မှာဖြစ်တည်နေမယ့်အာရခဒေတာရဲ့အခြေအနေကိုမှန်းမြော်ကြည့်ပါဘလို့အခြေအနေဖြစ်နေမလဲစစ်ပွဲတွေနဲ့ဒင်းကျန်းပြည့်နေမဲ့ဒေတာလားဖွံ့ဖြိုးတိုးတက်ပြီးတည်ငြိမ်စီဝင်တဲ့တဟဇာတာဖြစ်တဲ့အဖရခိုင်အမျိုးသားနိုင်ငံတော်တခုလားဗမာတို့ရဲ့လက်အောက်ခံပြည်နယ်တခုမျှတာပဲလား အာရခဒေတာအတွက် global အင်အားကြီးနိုင်ငံတခုခုနဲ့လက်တွဲချိတ်ဆက်ဖို့အတွက်ဆိုရင်ဘယ်နိုင်ငံကိုရွေးမှာလဲတရုတ်လားအမေရိကန်လားအိန္ဒိယလားတေးကြတာတခုကတော့ရခိုင်တို့ရဲ့အနာဂတ်လျှောက်လမ်းမှာ global အင်အားကြီးနိုင်ငံတခုခုရဲ့ ठी ိတ်ကိုခိုးပြီးလောင်းရိပ်မမိအောင်ကြီးထွားရှင်သန်စေဖို့ကအခရာကြလာပါတယ်ရခိုင်တို့အတွက်အပြန်အလှန်အညံ့မညဖြစ်တည်ဖို့အတွက် global မိတ်ဖက်လိုပါတယ်။အဲ့ဒီအတွက်တရုတ်နဲ့အိန္ဒိယဟာရခိုင်တို့အတွက်စဉ်းစားချက်ဖြစ်နိုင်ပါတယ်။ မာဟန်ရဲ့ theory တွေကအခြေခံအချက်၃ချက်နဲ့ထိတ်ဆက်ကြည့်ကြပါလေ။နံပါတ်၁မဟာဗျူဟာမြောက်တည်နေရ။နံပါတ်၂တယံဇာတပေါ်ကျွယ်ဝသောရေပြင်ပိုင်နဲ့နံပါတ်၃ရေနဲ့စိတ်ကန်းတိဆောက်နိုင်တဲ့အာသာချက်ဒီအခြေခံ၃ချက်ဟာအာရခဒေတာနဲ့တိုက်ရိုက်သက်ဆိုင်နေပါလေ။ရခိုင်တို့ဟာပင်လယ်ရေကြောင်းသွားလာရေးအတက်မှာဘလောက်အထိကျွမ်းဝင်နှက်ဆက်ခဲ့တယ်လဲဆိုတာကိုထပ်မံဆန်းစစ်ဖို့လိုပါတယ်။ ရခိုင်ပဒေသရစ်သမိုင်းမှာဘယ်မင်းလက်ထက်တုန်းကပင်လယ်ရီကြောင်းအတက်မှာထုံးပေါက်ထူးချွန်ခဲ့တဲ့တာဒကမျိုးရှိခဲ့ပါသလဲရခိုင်တို့ရဲ့ပင်ကိုဗီဇစိတ်မှာပင်လယ်ရီကြောင်းအတက်ကိုကျွမ်းဝင်နိုင်မဲ့ရေပျော်ဗီဇမျိုးကိန်းအောင်နေရလားတိကြတာတခုကတော့ရခိုင်တို့လိုကံယိုတက်မှာနေထိုင်တဲ့သူမဟုတ်တဲ့ကုန်းတွင်းဒေသကဗမာတို့ဟာရေချောင်းအတက်မှာအားနေခဲ့ပါတယ်ဗမာစစ်ရင်ရေချောက်တယ်ဗမာကရေမှာမပြောဘူး မမကသူတို့ပိုင်တဲ့ရေပင်ပိုင်နဲ့ကိုတော့လုံလောက်အောင်ထိမ့်ချုံနိုင်စွဲမရှိပါဘူးအင်္ဂလိပ်ကိုလိုနီတပ်ကအထက်ဗမာပြည်ကိုဝင်သိမ်းတာအေယာဝတီမြစ်ကိုဆန်တက်ပြီးတော့သိမ်းတာဖြစ်ပါတယ်ဗမာပဒေသရစ်မင်းတွေဟာရေချောင်းပညာနဲ့ရေချောင်းအတက်မှာပြင်းပြထက်တန်စွာအားကောင်းအောင်တည်ဆောက်ခဲ့တဲ့တာဒကမရှိပါဘူး လလပီခင်နောက်ပိုင်းမှာပေါ်ထွက်လာတဲ့ဗမာဘ ഹു အစိုးရအဆက်ဆက်ကလည်းကြီးတက်ကိုသားအားဖြစ်တိဆောက်တာကိုတွေ့ရပါတယ်။ဘိုနေဝင်းခေအနော်ဘိုတန်းရွှေလက်ထက်အထိကြီးတက်ဟာဗမာတို့အတွက်အခရာဖြစ်ခဲ့ပါတယ်။ဗမာတက်မှာကြီးတက်ရေတက်နဲ့လေတက်တွေတဲကရေတက်အင်အားဟာအင်အားအ ਨੇ ဆုံးပါလို့ပြောလို့ရပါလိမ့်မယ်။ဒါတောင်မှတိတ်မကြခင်အယက်သားအစိုးရဦးဆောင်တဲ့လက်ထက်ကြမှာ ိန္ဒိယကရင်ငုတ်တင်မောပေးလို့ရင်ငုတ်တင်မောကို ပိုင်ဆိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ဒါကိုလည်းဘလောက်အထိထိထိရောက်ရောက်အသုံးချနိုင်တယ်လဲဆိုတာသိမသေးကြပါဘူး။တေချာတာတစ်ခုကတော့ပင်လယ်ကမ်းရိုးတန်းဒေသမှာပဲနှစ်ပေါင်းများစွာကတည်းကဗဒေသရစ်သမိုင်းရှိခဲ့တဲ့ရခိုင်တို့အဖို့ဗမာတို့ထက်ရေချောင်းအတက်သူမဟုတ်ပင်လယ်ရေပြင်နဲ့ကျွမ်းဝင်တဲ့ဗီဇာဟာပိုပြီးရှေ့ရောက်နေမှာဖြစ်ပါတယ်။ ရခိုင်မင်းနေလက်ထက်တုန်းကပင်လယ်ကူးသင်းမောတွေနဲ့ပင်လယ်ရေချောင်းကုန်ကူးခြင်းကိစ္စတွေကိုကြေကြေပြက်ပြက်လှုပ်ဆောင်ခဲ့တဲ့တာဒကတွေရှိပါတယ်။ရခိုင်တို့အတွက်ရေဒက်အင်အားကိုတိဆောက်တဲ့နေရာမှာလက်ရှိတည်ဆဲအခြေအနေမျောလွန်ကြီးကွင်ရှိပါတယ်။ရခိုင်တို့ဟာရက်တက်မနေပါဘူး။လက်ရှိအနေအထားမှာလည်း NAS State Adder တွေထဲက EOS တွေမှာ RX ခတက်တော်တစ်ခုတည်းသာရေဒက်အင်အားကိုမျောမှန်းတိဆောက်နိုင်ဖို့ပထဝီအနေအထားကအခွင့်ပေးတာတွေ့ရပါတယ်။ ဘလောက်ပဲအင်အားကြီးရလို့ပြောတဲ့ Water UWS ဟာရေတဲ့အင်အားကိုတိဆောက်ခြင်းအောင်တိဆောက်လို့မရပါဘူး။ဝဟာကုန်းတွင်းပိတ်ဒေတာဖြစ်ပါတယ်။ ဝါပိုင်ဆိုင်တာကအင်မတန်ရည်စည်းတန်ပြီးမြစ်ကွေမြစ်ကျင်းပေါင်းများစွာရှိတဲ့တန်လွင်မြစ်လောက်သာဖြစ်ပါတယ်။ထိုနည်း၎င်းကချင်တက် KIA ဟာလည်းဘလောက်အင်အားကြီးစွာတိဆောက်သည်ဖြစ်စေရေဓာတ်အင်အားကိုတိဆောက်လို့မရပါဘူး။ကချင်ဟာပင်လယ်ကမ်းရိုးတန်းပိုင်ဆိုင်ခွင့်မရှိတဲ့ဒေသဖြစ်ပါတယ်။ရှမ်းတက်ကရောရေဓာတ်အင်အားကိုပိုင်ဆိုင်ခွင့်ရှိပါသလား။မဲခေါင်မြစ်နဲ့တန်လွင်မြစ်လောက်ကိုသာထိတွေ့ခွင့်ရမယ့်ရှမ်းတွေဟာပင်လယ်ရေကြောင်းအင်အားကိုတိဆောက်ဖို့အခွင့်မရှိပါဘူး။ ကင်းရင်နဲ့မုံကရောနည်းနည်းမျောလင့်နိုင်ပါတယ်ဒါပေမဲ့အာရခဒေတာလောက်ကံရိုးတဲ့အရှိမိုင်ကို အမြောက်အများပိုင်ဆိုင်ခွင့်ရအောင်လုပ်နိုင်ပါမလားလောလောဆယ်အားဖြင့်ရခိုင်တို့တာနေရေတဲ့အင်အားကိုမျောလင့်တိဆောက်လို့ရမယ်ပထဝီအားသာချက်တွေကိုရရှိထားတာဖြစ်ပါတယ်ရခိုင်တို့ဟာဘင်္ဂလားပင်လယ်အော်နဲ့အိန္ဒိယသမုဒ္ဒရာကြီးကိုခြေကုပ်ယူပြီးသူတို့ရဲ့နိုင်ငံတည်ဆောက်ရေးနဲ့တိုင်းပြည်တည်ဆောက်ရေးကို အများကြီးချီမတဲဆောင်သွားဖို့ပထဝီအခွင့်အလမ်းပေးနေပါတယ် ရခိုင်လူမျိုးတွေထဲမှာပင်လယ်ရေကြောင်းအတတ်ပညာနဲ့ပတ်သက်ပြီးတော့ဘလောက်အထိပညာရှင်ပညာတတ်တွေကိန်းရောင်းနေတယ်လဲဆိုတာအရေးကြီးတယ်လို့အာရခတတ်တော်အေအေအနေနဲ့အာရခဒေတာရဲ့အနာဂတ်ရေတဲ့အင်အားကိုဘလို့မျှော်မှန်းထားတယ်လဲဆိုတာအရေးကြီးပါတယ်။မဟန်ရဲ့အယူအဆတချို့ကိုထပ်မံတင်ပြကြပါမယ်။ မဟန်အနေနဲ့ပင်လယ်ရေတပ်အင်အားကိုတိဆောက်ဖို့အတွက်အဓိကချိတ်ဆက်စဉ်းစားတဲ့အချက်၃ခုရှိတာကိုတွေ့ရပါတယ်။အဲ့ဒါတွေကတော့နံပါတ်၁ရေတပ်အင်အားနံပါတ်၂ကုန်သွယ်ရေးနဲ့နံပါတ်၃တည်နေရာအနေအထားဆိုတဲ့၃ချောင်းထောက်စဉ်းစားတာဖြစ်ပါတယ်။ရေတပ်ဟာစစ်ရေးဖြစ်ပြီးကုန်သွယ်ရေးဟာစီးပွားရေးဖြစ်ပါတယ်။တည်နေရာအနေအထားကတော့ပထဝီဖြစ်ပါတယ်။ ရခိုင်တို့အတွက်လည်းအာရခဒေတာရဲ့ပထဝီနိုင်ငံရေးတံမိုးတွေကိုလက်တွေ့အကောင့်ထဲဖော်တဲ့နေရာမှာစစ်ရေးစီးပွားရေးနဲ့ပထဝီရေးတွေကိုချိတ်ဆက်စဉ်းစားကြရတယ်လို့ယူဆပါတယ်မဟာအဆိုပြုခဲ့တဲ့ပင်လယ်ရေကြောင်းအင်အားတိဆောက်ရေးအခြေခံသဘောတရား6ချက်နဲ့အာရခဒေတာရဲ့အခြေအနေကိုအက်အက်ဆက်ဆက်ချိန်ညှိကြည့်ကြရအောင်ပါနံပါတ်1ပထဝီတိနီယာအနေအထား geographical position မဟန်ကရေတဲ့အင်အားကြီးနိုင်ငံတစ်ခုတည်ဆောက်ဖို့လုံလောက်တင့်တော်တဲ့ပထဝီတည်နေရာအနေထားရှိရမယ်လို့ဆိုပါတယ်။ Geographical position, strategic location, near key maritime routes ရခိုင်မီနယ်သို့မဟုတ်အာရခဒေသရဲ့တည်နေရာအနေထားကိုကြည်ပါ ရေတဲ့အင်အားကိုကောင်းစွာတည်ဆောက်နိုင်တဲ့ပထဝီတည်နေရာအနေထားရှိထားပြီးဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်ကိုမျက်နှာမူထားပါတယ်။အိန္ဒိယသမုတ်တရားရဲ့အနာသင်ကံယူရန်ဒေသကြီးတစ်ခုဖြစ်ပါတယ်။မဟာဗျူဟာမြောက်ပထဝီရေကြောင်းတည်နေရာတဲ့ထဲမှာရှိပါတယ်။ကဘာကြီးနဲ့ချိတ်ဆက်မလား။နိုင်ငံတကာရေကြောင်းသွားလာရေးရဝန်ထဲကိုခြေဆက်မလား။လုံလုံရေးအရာလဲမဟာဗျူဟာချုပ်ပွင့်ရှိတဲ့အနေထား။ရခိုင်ဟာတရုတ်ရဲ့ပိုလမတစ်စီမံကိန်း BRI အတွက်လည်းအဓိကမဟာဗျူဟာ point တစ်ခုဖြစ်တယ်လို့ အိန္ဒိယရဲ့ at east policy အတွက်လည်း immediate အရေးပါတဲ့တည်နေရာဖြစ်ပါတယ်။တရုတ်ဟာမလက်ကာရေးလက်ကြားအကျက်တဲကိုဖြည့်ရှင်းမှုအတွက်အာရခဒေတာဟာအသင့်တော်ဆုံးဖြစ်ပါတယ်။ဒါအပြင်တရုတ်အတွက်အာရခဒေတာဟာအိန္ဒိယသမုတ်တရားကိုထွက်ရှိရာမဟုတ်ဘူးတစ်ခုဖြစ်ပါတယ်။ ပြီးတော့အာရခဒေတာဟာအရှိတောင်အာရှတောင်အာရှနဲ့အရှိအာရှတို့ရဲ့ဆုံချက်ဖြစ်ပါတယ်။အရှိတောင်အာရှမှာမြန်မာ၊ထိုင်း၊လာအို၊ဗီယက်နမ်၊ကမ်ဘောဒီးယား၊ဖိလစ်ပိုင်၊အင်ဒိုနီးရှား၊မလေးရှားနဲ့စင်ကာပူတို့ပါဝင်ပါတယ်။တောင်အာရှမှာအိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊တိရီလင်္ကာ၊ဘူတန်၊ပါကစ္စတန်နဲ့နီပေါ်တို့ပါဝင်ပါတယ်။အရှေ့အာရှမှာဆိုရင်တော့တရုတ်၊မွန်ဂိုလီးယား၊တောင်ကိုရီးယား၊မြောက်ကိုရီးယား၊ဂျပန်၊ထိုင်ဝမ်၊ဟောင်ကောင်နဲ့မကာအိုတို့ပါဝင်ပါတယ်။ ဒီတော့အာရခဒေတာဟာမြန်မာကနေတဆင်အရှိတောင်အာရှကိုခြေဆက်လို့ရတဲ့လမ်းကြောင်းကြီးဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယကနေတောင်အာရှကိုပေါက်နိုင်တဲ့လမ်းကြောင်းကြီးရှိပါတယ်။တရုတ်ကနေအရှိအာရှကိုပေါက်နိုင်တဲ့လမ်းကြောင်းကြီးရှိပါတယ်။ဒါဟာအာရခဒေတာရဲ့ပထဝီတည်နေရာကိုအကြမ်းမြင့်ပြောပြတာပါ။နံပါတ်1ကိုဆက်လိုက်ရအောင်ပါ။နံပါတ်2ကတော့ရုပ်ပိုင်းဆိုင်ရာအရာတင့်တော်တဲ့အနေအထား physical confirmation မဟန်ကကုသန်းဆိုင်ကဲ့ရန်ကောင်းမွန်တဲ့ကံယူတဲ့တင့်တော်တဲ့ရာသီဥတုနဲ့လုံလောက်တဲ့သဘာဝရင်းမြစ်ရှိရမယ်လို့ဆိုပါတယ် physical confirmation natural harbor and access to the sea ရခိုင်ပြည်နယ်သို့မဟုတ်အာရခဒေတာဟာကံယူတဲ့အရှိကီလိုမီတာ900ကျော်ရှည်လျားစွာပိုင်ဆိုင်ထားတာဖြစ်ပါတယ်အာရခဒေတာက ပိုင်ဆိုင်ထားတဲ့ကံယူတဲ့ area မှာရေနက်စိတ်ကဲအဖြစ်တည်ဆောက်နိုင်မဲ့လုံလောက်တဲ့ပထဝီအနေအထားရှိပါတယ် ပင်လယ်ရေကြောင်းကုန်သွယ်ရေးတင်မောတွေအလွယ်တကူစိုက်ကပ်လို့ရတဲ့ကံရိုးတဲ့အနေအထားရှိပါတယ်။ဒါအပြင်အာရခဒေတာဟာတမာပိုင်းစုံထဲမှာရှိတဲ့ဒေတာတစ်ခုဖြစ်တာကြောင့်ຫນွေမှုဆောင်ရာသီဥတုအလုံးမှာတစ်နှစ်ပတ်လုံးနေပတ်နိုင်တဲ့ဥတုအားသာချက်ရှိပါတယ်။ဥရောပအရှိကျန်းကနိုင်ငံတွေလိုဝင်ရိုးစွန်းနဲ့နီးတဲ့နိုင်ငံတွေလိုပင်လယ်သမုဒ္ဒရာကိုမျက်နှာမူထားပေမဲ့တစ်နှစ်ပတ်လုံးမှာ200တီလောက်ရေခဲနေတဲ့အခြေအနေမဟုတ်ပါဘူး။ တစ်နှစ်ပတ်လုံးပင်လယ်စိတ်ကမ်းကိုအသုံးချလို့ရတဲ့ရာသီဥတုရှိပါတယ်။ဒါကြောင့်မဟန်တင်ပြတဲ့အဓိကအနှစ်သာရဖြစ်တဲ့ပင်လယ်ရေချောင်းအင်အားကိုတည်ဆောက်နိုင်တဲ့ပထဝီအခွင့်ကိုရရှိထားသလိုနိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းအတွက်လည်းအာယုံစိုက်လှုပ်ဆောင်နိုင်တဲ့အနေအထားမှာအရက်ခဒေတာကရှိနေပါတယ်။နံပါတ်3ကုန်သွယ်ရေးလမ်းကြောင်းကိုထိန်းချုပ်နိုင်ရန်ကံရိုးတဲ့အရှိန်အဟုန်လုံလောက်စွာရှိခြင်း control over trade routes မဟန်ကကန်ယူနဲ့အရှိမရှေလျားရမယ်လို့ဆိုပါတယ်။ Eastern Territory Coastal Land and Proximity to Trade Route ကန်ယူနဲ့အရှိမအများကြီးကိုပိုင်ဆိုင်ထားခြင်းဟာကုန်သွယ်စီးပွားကုလမှုအတွက်တင့်တော်တဲ့ပထဝီအနေအထားကိုပေးပါတယ်။ဘင်္ဂလားပင်လယ်အော်နဲ့အိန္ဒိယသမုဒ္ဒရာရဲ့မုံဥဝဖြစ်တဲ့အာရခဒေတာဟာအရှိတောင်အာရှတောင်အာရှနဲ့အရှိအာရှတို့ရဲ့လမ်းစုံလမ်းခွကြီးပေါ်မှာရှိနေပါတယ် အရှိတောင်အာရှကနေတောင်အာရှကိုဖျက်တမ်းရင်လဲအာရခဒေတာကိုဖျက်တမ်းသွားနိုင်ပါတယ်။အိန္ဒိယသမုဒ္ဒရာတွင်စီးဆင်းကူးလွနေတဲ့လူတွေ၊ကုန်တွေ၊အရင်းအမြစ်တွေ၊တယံဇာတတွေဟာအာရခဒေတာကိုဖျက်ပြီးတော့အရှိအာရှထီကိုဥတီလို့ရပါတယ်။အဓိကဒီနေရာမှာပြောချင်တာကတော့ကုန်သွယ်ရေးလမ်းကြောင်း trade route ကိုပြောချင်တာပါ။မဟာအဆိုပြုတင်ပြခဲ့တဲ့အဓိကသဘောတရားတွေကအရေးအကြီးဆုံးသောအချက်တစ်ခုဖြစ်ပါတယ်။ လုံးလုံးစင်အားဖြင့်ကြောက်ဖြူကူမင်းရည်နယ်နဲ့တဘာဝဓာတ်ငွေပိုက်လိုင်းဟာတရုတ်ရဲ့စွမ်းအင်လုံခြုံရေးအတွက်အဓိက supply chain တစ်ခုဖြစ်နေပါတယ်။အဲဒီကနေဆက်ဆက်ပြီးတော့ကားလမ်းရထားလမ်းတွေနဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေကိုထပ်ဆင့်ထည့်ထွင်လို့ရပါတယ်။အိန္ဒိယကလည်းသူ့ရဲ့ကုန်းတွင်းဘိတ်ပြည်နယ်တွေကိုရခိုင်ဘင်္ဂလားဘက်ကနေပင်လယ်ထွက်ပေါက်ယူပြီးဖွံ့ဖြိုးတိုးတက်စေချင်တဲ့စိတ်ဆန္ဒရှိပါတယ်။ဒါကြောင့်လည်းကလဒန်စီမံကိန်းဟာအိန္ဒိယအတွက် at is policy အနေနဲ့အရေးပါတဲ့စီမံကိန်းဖြစ်ကြောင်းတွေ့နိုင်ပါတယ်။ အရခဒေတာဟာစီးပွားရေးယင်းနစ်တွေကိုတည်ယူပို့ဆောင်ပေးရာအ धिक ဗဟုအချက်ချဒေတာဖြစ်နိုင်ပါတယ်။အခုလည်းဖြစ်တင်တဲ့လောက်ဖြစ်လာနေပါပြီ။နံပါတ်၄ကိုဆက်ရအောင်ပါ။နံပါတ်၄ကတော့လုံလောက်တဲ့လူဦးရေ population ဖြစ်ပါတယ်။မဟန်က ရေချောင်းအင်အားနဲ့ကုန်သွယ်ရေးအတွက်လုံလောက်တဲ့လူဦးရေရှိရမယ်လို့ဆိုပါတယ်။ population manpower for commerce and naval strength စရင်းစရားတွေအရာရခိုင်လူဦးရေက3သန်းလောက်ရှိတယ်လို့ဆိုပါတယ်လက်ရှိအနေအထားမှာရခိုင်လူဦးရေက3သန်းထက်ပိုလွန်နိုင်ပါတယ်ပြည်ပရောက်သွားတဲ့ရခိုင်ရေအတွက်နဲ့ဗမာစရင်းအသွင်းခံထားရတဲ့ရခိုင်ရေအတွက်ကိုထက်ထွက်စဉ်းစားဖို့လိုပါတယ်ဒါပေမဲ့စိုးရင်စရာကရခိုင်တို့ရဲ့လူဦးရေတိုးနှုန်းမှာရခိုင်တို့ရဲ့မြွေဖွားနှုန်းကဘလောက်ရှိတယ်လဲဆိုတာကိုဒီဆောင်မှမှတိတိကျကျပြောနိုင်ဖို့ခက်ပါတယ် 2022စရင်အင်အားမြန်မာမျိုးသမီးတအူးမှာမွေးဖွားနှုန်း1.3%တဲ့ရှိပါတယ်။ရခိုင်လူမျိုးတွေရဲ့ကြားမအချို့က50.48ပဲရှိတယ်လို့စရင်စရားတွေကပြသပါတယ်။ရခိုင်အမျိုးသမီးတအူးရဲ့မွေးဖွားနှုန်းကလည်းမြန်မာအမျိုးသမီးတွေရဲ့မွေးဖွားနှုန်းနဲ့မတိမ်မငိမ့်ပဲရှိပါတယ်။စရင်အင်းနေအားရခိုင်အမျိုးသမီးတအူးမှာမွေးဖွားနှုန်း1.2%ရှိပါတယ်။ရခိုင်တို့ထက်ပိုပြီးတော့မွေးဖွားနှုန်းမြင့်တက်နိုင်ွယ်ရှိတာကတော့ရိုဟင်ဂျာတွေပဲဖြစ်ပါတယ်။ ရခိုင်ဒေသတွေကရိုဟင်ဂျာပင်ကလေးအမျိုးသမီးတအူမှာမွေးဖွားနှုန်း3.8ရှိပါတယ်။အာရခဒေသအတွက်လူဦးရေဟာစိန်ခေါ်ချက်ဖြစ်နိုင်ပါတယ်။အထူးသဖြင့်စစ်အင်အားနဲ့ကုန်သွယ်ရေးအတွက်လုံလောက်တဲ့လူဦးရေတိုးတက်မှုရှိဖို့ဆိုတာအာရခဒေတာမှာအနည်းငယ်စိန်ခေါ်ချက်ရှိနိုင်ပါတယ်။ အရခဒေတာအတွင်းမှာရခိုင်နဲ့ရိုဟင်ဂျာတွေကိုတဟဇာတဖြစ်အောင်ပေါင်းဖက်နိုင်မယ်ဆိုရင်တော့အရခဒေတာအတွင်းလုံလောက်တဲ့လူအရင်းမြစ်ကို မွေးထုတ်ပေးနိုင်မယ်လို့ယူဆပါတယ်။နံပါတ်5ကတော့ရေချောင်းအတက်နဲ့ပတ်သက်သော အမျိုးသားရေးစရိုက် National Character ဖြစ်ပါတယ်။မဟန်ကပင်လယ်ရေချောင်းတွားလာရေးအတက်ကိုတင်းညွန့်တဲ့ဗီဇစရိုက်ရှိရမယ်လို့ဆိုပါတယ်။နံပါတ်5ရေချောင်းအတက်နှင့်ပတ်သက်သောအမျိုးသားရေးစရိုက် National Character မဟန်ကပင်လယ်ရေကြောင်းသွားလာရေးအတက်ကိုတင်ညွန့်တဲ့ဗီဇစရိုက်ရှိရမယ်လို့ဆိုပါတယ် National Character in Nation Inclination Towards Maritime Enterprise မာရီထက်တောင်ရှေ့ကြတဲ့ထီးနန်းသမိုင်းရှိခဲ့တဲ့ရခိုင်တို့အပေါ်ရှေးပတိတရရခိုင်မင်းကြီးလက်ထက်တုန်းကပင်လယ်ရေချောင်းကုန်တွယ်ကူးလူမှုကိုဦးစားပေးလှုပ်ဆောင်ခဲ့တဲ့သမိုင်းနောက်ခံရှိနိုင်ပါတယ်။ရခိုင်တို့ရဲ့ပတိတရသမိုင်းကိုအကြမ်းမြင့်လေ့လာခြင်းရင်ရခိုင်တို့အတွက်ပင်လယ်ရေချောင်းကုန်တွယ်ကို အာသွန်ခွန်ဆိုင်လှုပ်ဆောင်ခဲ့တဲ့ခေတ်ကာလတွေရှိခဲ့ပါတယ်။ လက်ရှိပစ္စုပန်ကာလအထိရခိုင်ပြည်နယ်ဟာမြန်မာနိုင်ငံရဲ့ပင်လယ်ရေကြောင်းကုန်သွယ်ရေးအတွက်အဓိကပြည်နယ်တစ်ခုဖြစ်နေတာကိုတွေ့ရပါတယ်။ AD 1450မှ1680အထိ အတိတ်သမိုင်းကာလကိုကြည့်ရင်ရခိုင်မင်းလီလက်ထက်မှာအာရကန်ဒီတာဟာရေကြောင်းနဲ့ကြီးကြောင်းကိုအဓိကဆက်သွယ်ပေးတဲ့ကုန်သွယ်ရေးအချက်အချာဗဟုဖြစ်ခဲ့တာကိုတွေ့ရပါတယ်။မြောက်ဦးဟာရခိုင်မင်းနေပြီးတော့ဖြစ်ခဲ့ပါတယ်။ မြောက်ဦးဟာကုံသွေးရေးဖြစ်ထွန်ခဲ့တဲ့ဗဟိုအချက်အခြာဒေတာဖြစ်ခဲ့ဦးရဲ့မှတ်တမ်းတွေရှိပါတယ်။ဗမာတို့အတွက်မြောက်ဦးဟာ အနောက်တကားဝဖြစ်သလိုဘင်္ဂလားပင်လယ်အော်ရဲ့အရှိတ်ကံယူတဲ့လည်းဖြစ်ပါတယ်။မြောက်ဦးဒေတာဟာကုံစီတွေရောင်းဝယ်ဖောက်ကားကုလူတွေအချက်အခြာဌာနဖြစ်ခဲ့ပါတယ်။ဗမာမင်းတို့ရဲ့ပြည်မဒေတာထွက်ကုံစီတွေနဲ့ဘင်္ဂလားအိန္ဒိယပါရှားနယ်အာရေဗျဒေတာကကုံစီတွေဖလှယ်ရာ ကုံသွေးရေးဗဟိုဖြစ်ခဲ့ပါတယ်။ ဆင်းမြင်းနဲ့နွားတွေကိုကုန်သွယ်ခဲ့ပါတယ်။ဆယ်နဲ့အထည်လိတ်တွေကိုလည်းဖလှယ်ကြပါတယ်။အမွေးနဲ့သာထွက်ကုန်နေတဲ့ရှားပါတော်ရိုက်တိရစ္ဆာန်တွေကရတဲ့တမင်ကျိုးဆင်းဆွဲစတာတွေကိုလည်းရောင်းဝယ်ဖလှယ်ရာကုန်သွယ်ရေးဗဟိုဖြစ်ခဲ့ပါတယ်။ရခိုင်မင်းတွေဟာအိန္ဒိယသမုတ်တရာတွင် ဖြန့်ကျက်သွားလာနေတဲ့ကုန်တွေတွေနဲ့ဆက်ဆံရေးကောင်းမှုဖြစ်ထွန်းခဲ့ပါတယ်။အိန္ဒိယန်ပါရှန်အာရတ်ကုန်တွေတွေနဲ့အချိတ်ဆက်ရှိခဲ့ပါတယ်။ နောက်ပိုင်းပင်လယ်ရေကြောင်းသွားလာရင်မှအေအားကြီးလာတဲ့ဥရောပကပေါ်တူဂီနဲ့ dash တွေနဲ့ပါရခိုင်ဒေသက အခြေဆက်ရှိလာပါတယ်1635ခုနှစ်မှာမြောက်ဦးဒေသမှာ VOC လို့ခေါ်တဲ့ Dutch East India Company တခုလာရောက်အခြေစိုက်ပြီးတော့1665ခုနှစ်အထိလဲပတ်ခဲ့ပါတယ်ရခိုင်မင်းတွေကပေါ်တူဂီတို့ထံကနေပြီးတော့ရေဒက်နည်းပညာတွေကိုအကူအညီရလာလို့ရေဒက်အင်အားကြီးမားခဲ့တယ်ဆိုတဲ့မှတ်တမ်းတွေရှိပါတယ် ရခိုင်မင်းတွေဟာကုန်းလွင်းဒေသတွေမှာသာမကကံယိုတဲ့တလျှောက်လုံးရဲ့လုံခြုံရေးကိုထိန်းချုပ်ထားနိုင်တဲ့အထိအင်အားကြီးမားခဲ့တယ်လို့ဆိုပါတယ်ရခိုင်မင်းရဲ့အင်ဘာရာဟာလက်ရှိရခိုင်ပြည်နယ်ထက်ကို30ရာခိုင်နှုန်းလောက်ကြီးမားကျယ်ပြန့်နေလို့ဆိုပါတယ် 1666ခုနှစ်အထိရခိုင်မင်းနေရဲ့အင်ဗာရာဟာလက်ရှိဘင်္ဂလားဒေ့ရှ်ရဲ့အစိပ်အပိုင်းအချို့အပါအဝင်စစ်တကောင်းနယ်အထိပါထိ ंछ ုံနိုင်ခဲ့တယ်လို့မှတ်တမ်းတွေမှာလေ့လာတွေ့ရှိရပါတယ်။ဒီတော့ဗဒေသရိရခိုင်မင်းနေလက်ထက်မှာရခိုင်တို့ဟာပင်လယ်ရေချောင်းသွားလာရင်နဲ့ပင်လယ်ရေချောင်းကုန်သွယ်ရေးတွေမှာလည်းညံ့ဖျင်းခဲ့တဲ့သမိုင်းမရှိဘူးလို့တိတိကျကျပြောနိုင်ပါတယ်။ နံပါတ်6အစိုးရ၏မူဝါဒတင်ညွှန်ချက် government policy မဟန်ကအစိုးရလုပ်သူကပင်လယ်ပြင်ကို လွှမ်းမိုးဖို့မူဝါဒရေးရာမှာတင်ညွှန်တဲ့ဆန္ဒပြင်ပြရမယ်လို့ဆိုပါတယ် government policy spot for naval development and maritime trade ရခိုင်တို့အတွက်ပင်လယ်ပြင်ကိုလွှမ်းမိုးနိုင်ဖို့အတွက်အဓိကအဟံအတားတွေရှိနိုင်ပါတယ် အာရခဒေတာကိုထိမ့်ချုပ်ကုတ်ခဲ့ထားတဲ့အာရခတက်တော်ခေါင်းဆောင်တွေမှာပင်လယ်ရေကြောင်းအင်အားကိုထိမ့်ချုပ်နိုင်ဖို့စိတ်ဆန္ဒစောဘလောက်ပြင်းပြလဲဆိုတာအရေးကြီးပါတယ်။ဒါ့အပြင်စိတ်စောထက်သန်ပြင်းပြတိုင်းတိဆောက်လို့မရတဲ့ပထဝီနိုင်ငံရေးအကန့်အသတ်ပြည်တွင်းစစ်ဗမာဘဟုအစိုးရနဲ့အချုပ်ချာအာဏာကိစ္စတွေရှိနေပါတယ်။ဒါ့အပြင်ဒေတာတွင်း Global Power အားပြိုင်မှုအကြမ်းကအကန့်အသတ်တွေရှိပါတယ် ULEA ဟာ state actor မဟုတ်သေးပါဘူး non state actor သာဖြစ်ပါတယ်နိုင်ငံတကာဆက်ဆက်ရေးနယ်ပယ်မှာ non state actor တွေရဲ့အကန့်အသတ်တွေအမြောက်အများရှိပါတယ် ULEA အနေနဲ့ non state actor အဖြစ်ကနေ state actor အဖြစ်ကို ပြောင်းလဲနိုင်ရင်ဖြစ်လာရမယ့်စိန်ခေါ်ချက်တွေနဲ့လက်ရှိ non state actor ဘဝမှာကြုံဆုံနေရတဲ့စိန်ခေါ်ချက်တွေကမတူပါဘူး ရခိုင်တို့အဖို့ပင်လယ်ပြင်ကိုထိမ့်ချုပ်လွှမ်းမိုးပြီးတော့ကဘာကြီးနဲ့ပွင့်လင်းလွတ်လပ်တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ဖို့အတွက်ဆိုရင် ULAA အနေနဲ့ Non State Actor ဖြစ်ကနေ State Actor ဖြစ်ကိုပြောင်းလဲပြစ်ဖို့လိုအပ်ပါတယ် အဲ့ဒီအတွက်အာရကန်အိမ်မက်ဖြစ်တဲ့ရခိုင်အဖအမျိုးသားနိုင်ငံတော်သစ်တိဆောက်ရေးပဲဖြစ်ပါတယ် ULAAA ခေါင်းဆောင်တွေအနေနဲ့ကမ္ဘာစက်ခုံပေါ်ကိုတိုးဝင်နိုင်မှုအတွက်နဲ့အဖရခိုင်မျိုးကိုလွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံသစ်တစ်ခုဖော်ဆောင်နိုင်မှသာ ပင်လယ်ပြင်ကိုလွှမ်းမိုးပြီးကမ္ဘာနိုင်ငံတစ်ခုဖြစ်ဝင့်ကြွားစွာတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ NAND State Adder ဘဝမှာတော့ ULAA ခေါင်းဆောင်တွေကဘလောက်ပဲပင်လယ်အင်အားကြီးရည်တဲ့ဖြစ်လာဖို့စိတ်ဆန္ဒတင်းညွန့်နေဖြစ်စေနိုင်ငံတကာဆက်ဆံရေးအကန့်အသတ်ပထဝီနိုင်ငံရေးအကျပ်တဲနဲ့မြန်မာအစိုးရထိရိမ်မှာခုနေရတဲ့ပြည်နယ်တစ်ခုအဖို့ပင်လယ်ပြင်ကိုလွှမ်းမိုးချုပ်ကိုင်နိုင်ဖို့အတွက်စဉ်းစားချက်တွေဘလောက်ပဲရှိရဖြစ်စေ လက်တွေ့အကောင့်ထဲပေါ်နိုင်မှာမဟုတ်ပဲနဲ့အကန့်အသတ်မြောက်များစွာနဲ့ကြုံနေရမှာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်အခုတင်ပြသွားတဲ့တင်ပြချက်ဟာဆိုရင်2025ခုနှစ်ဧပြီလ10ရက်နေ့ကဆရာမင်းသိရေးသားထားတဲ့စောင်းမအာဘော်အတိုင်းတင်ပြခြင်းသာဖြစ်ပါတယ်။စောင်းမကိုရုပ်သက်အဖြစ်ဖန်တီးခွင့်ပြုတဲ့ဆရာမင်းသိကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။ဒီတင်ပြချက်မှာကြည့်ရှုသူမိတ်ဆွေတို့အနေနဲ့ကဘလို့ထင်မြင်ယူဆကြပါသလဲ။ comment တွေကနေတစ်ဆင့်အမျှဝေပေးကြပါဦးရှင်။